ယုတ်ရင်းနှီးမြှုပ်နှံမှုများအပေါင်းဝင်းမလေးရှား၌လျှက်စစ်ကားဈေးကွက်ချဲ့ထွင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မလေးရှားနိုင်ငံကပဝင်းချင်းစိတ်လန့်ရေးနဲ့ညီညွတ်စွာမတော်ရင်ခမ်းနာဖွံ့ဖြိုးတိုးတက်ရေးရှိမှန်းထားတဲ့အလျောက်တရက်စစ်ကားဈေးကွက်အချိန်မြင့်လာပါတဲ့အရှိတောင်းအာရှမှာ အင်ဒိုနီးရှားပြီးရင်မလေးရှားကဒုတိယအကြီးဆုံးမတော်ကားဈေးကွက်ဖြစ်လာပြီး စွမ်းရင်တေကူပြောင်းရေးကိုအတိအမှတ်ပြုလာကြပါတဲ့ လေးရှားရဲ့ပရိုတွန်ကားထုတ်လုပ်ရေးခစတင်မာစောပိုင်းမှာပထမဆုံးပြည်တွင်းထုတ်လျက်စေကားတွေကိုစတင်ပြန့်ပြူလိုက်ပါထိန်မလေးရှားမှာတရုတ်ရဲ့ BYD ကလျှက်စစ်ကားအရောင်းခန္ဓာမှာဥဆောင်နေပေမဲ့ Proton ရဲ့ E-Max ကတော့နိုင်ငံအတွင်းအရောင်းရာဆုံး EV model ဖြစ်နေပါသေး အခြားသောတရုတ်မော်တော်ကားထုတ်လုပ်ရေးတွေကလည်းစက်ရုံတွေတည်ဆောက်ရန်မျှော်မှန်းထားကမလေးရှားရဲ့စိန်လန်သောမော်တော်ကားရီမန်းချက်မြန်မာပေးမှာဖြစ်ပါသည်။မလေးရှားအစိုးရကပြည်တွင်းလောက်စားစီသုံးကားများထုတ်လုပ်တဲ့ကုမ္ပဏီများကိုကောက်ွယ်ပေးရန်အနည်းဆုံးစည်းနှုံဒေါ်လာ2000ခွဲသတ်မှတ်ထားပေမယ့်2025အစောပိုင်းကစပြီးတရက်စစ်ကတင်သွင်းမှုများအပေါ်အခွန်များကိုပယ်ဖျက်ခဲ့ပါသည်။ ဂျပန်ရဲ့ဒိုင်ဟတ်စုတရုတ်ရဲ့ Leap Motor BYD တို့ကလည်းမလေးရှားမှာ EV ထုတ်လုပ်မှုများစတင်ရန်ရည်မှန်းထားပါတယ်ဒီလိုတိုးတက်မှုတွေကမလေးရှားရဲ့ကစိတ်ပိုင်းကိုရန်အတွက်အခွင့်အလမ်းကောင်းတွေရလာနိုင်တယ်လို့သုံးသပ်နေကြပါတယ်။ EV ပြောင်းလဲအသုံးပြုရေးကိုအရှိန်မြင့်ခြင်းရှင်မလေးရှားအစိုးရအနေနဲ့အခွင့်အလမ်းများအသွင်းဆက်ယုံများတိုးချဲ့သွားဖို့တောင်းဆိုနေကြပါတယ်လို့သိရပါတယ်ရှင်။